ကျောက်တန်းမြို့နယ်အရှိမြောက်ဘက်12မိုင်ကွာမှာရှိတဲ့တရားမြို့မှာလွန်ခဲ့တဲ့နှစ်ပေါင်း100ခန့်ဗြိတိရှကိုလိုနီခေတ်ကတည်ထားကိုးကွယ်ခဲ့တဲ့ မန်အောင်ယတနာဖရာကြီးတည်ရှိပါတယ်ထိုဖရာကြီးရဲ့ဩဝါဒစရိယဆရာတော်ကြီးများအဖြစ်အဆိုပါဖရာကြီးပရဝဏီမှာရှိတဲ့တရားမျိုးအလဲเจ้าနိုင်မှာเจ้าနိုင်ဆရာတော်များကစင်စက်မပြတ်တာဝန်ယူခဲ့ကြပါတယ်လက်ရှိအလဲเจ้าနိုင်ဆရာတော်ဥဝနတာမီလက်ထက်မှာတော့ယူရင်းပျက်စီးနေတဲ့အဆိုပါဖရာကြီးရဲ့ခန္ဓာဂူရီเจ้าတော်ဆောင်ကြီးကိုအစ်စ်ပြန်လဲမွမ်းမံပြီးတော့တီဆောက်ရန်စီစဉ်ဆောင်ရွက်ခဲ့ပါတယ်အဆိုပါမန်အောင်ဖရာကြီးရဲ့ခန္ဓာဂူရီเจ้าတော်ဆောင်အတွင်မှာလက်ဝဲဘက်မှာရှိတဲ့အဆောင်ထောက်မှာယခင်ဩဝါဒစရိယဆရာတော်အဆက် က်ဆက်ကခွင့်ပြုနေရပေးခဲ့တဲ့မန်အောင်ယတနာဖျားကြီးရဲ့အဆောင်ရှောက်တိုင်နှန်းရှင်တို့ရဲ့နေရာတိုက်ဆင်ရှိပါတယ်အထက်ပေါ်ပြပါအတိုင်းမန်အောင်ယတနာဖျားကြီးရဲ့လက်ရှိဩဝါဒစရိယာဖြစ်တော်မူသောအလဲကျောင်းနိုင်ဆရာတော်ကြီးဦးဝနတာမီကဖျားကြီးရဲ့ကန္နာဂူရီကျောင်းဆောင်တော်ကိုဗတ်စုံမွမ်းမံပြည့်စင်ရန်စီစဉ်တဲ့အခါမှာတိုင်နှန်းရှင်တို့ရဲ့နေရာတိုက်ဆင်ပါရှိတဲ့ဟောင်းနှန်းယူရင်းနေတဲ့ကန္နာဂူရီကျောင်းတော်ဆောင်ရဲ့လက်ဝဲဘက်အဆောင်ကိုပါဖြိုချခဲ့ပါတယ်အဲဒီအခါမှာမန်အောင်ဖျားကြီးရဲ့အဆောင်ရှောက်တွေဖြစ်ကြတဲ့တိုင်နှန်းရှင် ့်ညီမနှစ်ဖော်ကဖျားကြီးရဲ့ဩဝါဒစရိယဖြစ်တော်မူသောကျောင်းနိုင်ဆရာတော်ဥဝနတာမိကိုအိမ်မက်ပေးပြီးတော့ဆရာတော်ဖျားတပည့်တော်မတို့ရဲ့နေရာတိုက်စင်ဟောပါဖြူဖြက်လိုက်လို့တပည့်တော်မတို့မှာနေစရာမရှိဖြစ်နေရပါပြီဖျား တပည့်တော်မတို့ဒီဖျားကြီးပြဝံအတွင်းမှာနေရအစ်တတခုပေးသနာတော်မူပါဖေ။အဲဒါကြောင့်မဲဆရာတော်ဥရဏတာမေကမန်အောင်ယန္တနာဖျားကြီးရဲ့ຢာဘက်မှာရှိတဲ့ရေကန်ပေါင်းပေါ်မှာ တိုင်လေးတိုင်နဲ့တိုက်စင်ဆောက်လုပ်ပြီးတော့၎င်းတို့အတွက်နေရပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့ပြင်းထန်တဲ့နာဂစ်မုန်တိုင်းကြောင့်ရေကန်ပေါင်းပေါ်ကတိုက်စင်ဟာလည်းဂျွန်းတို့မှတ်ခုံဖြစ်သွားခဲ့ပါတယ်။ ထိုတိုင်နန်းရှင်တို့ဟာဖော်ပြပါဆရာတော်ဦးနတ်တာမီကိုမွမ်းမံပြည့်စင်ပြည့်စည်သွားပြီဖြစ်တဲ့မန်အောင်ယတနာဖရာကြီးကန္နာကူရီကျောင်းတော်ဆောင်ရဲ့ဝဲဘက်မှာရှိတဲ့မိမိတို့ရဲ့မူလနေရာမှာပြန်လည်နေရပေးဖို့အတွက်အိမ်မက်ပေးလျှောက်ထားကြပြန်ပါတယ်ဆရာတော်ဦးနတ်တာမီအနေနဲ့တော့ထိုတိုင်နန်းရှင်တို့ကိုကန္နာကူရီကျောင်းတော်ဆောင်တွင်မှထပ်မံနေရမပေးလိုတာကြောင့်ခက်စိတ်စိတ်ပင်နေခဲ့ပါတယ် အဲဒီလိုနဲ့ပဲအဆိုပါတိုင်တန်းရှင်တို့ကမိမိတို့ရဲ့နေရာပြောင်းလဲရရှိရေးအတွက်ဖော်ပြပါဆရာတော်ဦးနာတာမီကိုဒုတိယအကြိမ်တတိယအကြိမ်စသဖြင့်နှစ်ကြိမ်တိတိထပ်မံအိမ်မက်ပေးခဲ့ကြပါတယ်။ဆရာတော်ဦးနာတာမီကလည်းအလေးနဲ့မထားဘဲနဲ့မတိကျွတ်ကျွံပြုနေခဲ့ပါတယ်။အဲဒီလိုမျိုးတိုင်တန်းရှင်တို့အိမ်မက်အကြိမ်ချင်းပေးခဲ့ပေမဲ့လည်း၎င်းတို့ဟာနေရာမရဖြစ်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့တတိယအကြိမ်အိမ်မက်ပေးပြီးတပတ်ခန့်ကြာမှဆရာတော်ဦးနာတာမီဟာတွားတွေကိုပလာယာနဲ့ဆွဲနှုတ်ခံရတယ်လို့မျိုးပြင်းထန်စွာနာကျင်ခံစားရပြီးတော့စွန့်မင်ဖုံးမပေးနိုင် တော်တဲ့အခြေအနေကိုရောက်ရှိသွားခဲ့ရပါတယ်။စီကန်းကိုကြွပြီးတော့ဆရာဝန်နဲ့ပြတ်တာပဲမဲ့လည်းတက်တာပြောက်ကင်းခြင်းမရှိဘဲနဲ့နန္ဒာချင်းချင်းနဲ့ခံစားနေရပါတယ်။အဲဒီလိုနဲ့ဆရာတော်ဦးနတ်တာမင်းအနေနဲ့သွားတွေအလုံးနာကျင်ကြိုက်ခဲခြင်းကိုပြင်းပြထန်ထန်ခံစားရပြီးတဲ့နောက်၃ရက်ကြာမှာတော့အဆိုပါတိုင်နန်းရှင်တို့ကို မောင်ယဒနာဖျားကြီးရဲ့ကန္နာဂူရီကျောင်းတော်ဆောင်တွင်မှဝဲဘက်အဆောင်ထောက်မှာတိုက်စင်ပြုလုပ်ပြီးတော့ပြန်လည်နေရပေးခဲ့ပါတယ်။အဲဒီလိုနေရာချထားပေးပြီးတဲ့နောက်နောက်တနေ့မနက်ပိုင်းမှာတော့ဆရာတော်ရဲ့သွားတွေဟာပြင်းပြင်းထန်ထန်နာကျင်ကြိုက်ခဲတဲ့ဝေဒနာဟာလုံးဝပျောက်ကင်းသွားခဲ့ပါတယ်။ယခုပေါ်ပြခဲ့တာကတော့မောင်ယဒနာဖျားကြီးကတိုက်နှန်းရှင်နေတဲ့ဆက်နွယ်နေတဲ့ဂမ်ဘီယာဖြစ်ရဆက်တစ်ခုပင်ဖြစ်ပါတယ်။အလားတူထိုတိုက်နှန်းရှင်တို့နဲ့ပတ်သက်ဖြစ်ပွားခဲ့တဲ့ဖြစ်ရတစ်ခုကလည်းမယုံနိုင်ွယ်စမ်းကြယ်လွန်းလာပါတယ်။အဲဒီဖြစ်ရကတော့အောက်ပါတိုင်းဖြစ်ပါတယ်။ ဥပဇင်းကြီးဥတုမနတက်တော်62နှစ်ဝါတော်6ဝါဟာအထက်ပါမန်အောင်ရတနာဖျားကြီးပြရဝန်နီးမှရှိတဲ့အလေเจ้าနိုင်မှာဥပဇင်းကြီးတပါဖြစ်ပါတယ်ဥပဇင်းကြီးဥတုမနဟာရခင်ဘဝကတက်မတော်တက်ရင်တခုကရဲဘော်တူဖြစ်ခဲ့ပါတယ်အရိခါတုံးကလည်းအမီယာရဲဘော်မောင်းလိုင်းဖြစ်ပါတယ်အရိချိန်တုံးကရဲဘော်မောင်းလိုင်းတို့တက်ရင်ဟာမန်အောင်ရတနာမြေဖျားကြီးရဲ့ခန္ဓာဂူရီเจ้าတော်ဆောင်အတွင်းမှာတက်စကန်းချနေခဲ့ပါတယ်အဲလိုတက်စကန်းချနေစဉ်အတွင်းမှာပဲရဲဘော်မောင်းလိုင်းနဲ့တငယ်ချင်းရဲဘော်တူတို့ဟာတနက်ကိုစီနဲ့အချင်းချင်းနောက်ပြောင်ရင်းနဲ့ မတော်တဆကြီထွက်သွားကရဲဘော်မောင်းလိုင်ဟာပွဲချင်းပြီးတည်ဆုံသွားခဲ့ပါတယ် အဲ့ဒီနောက်မှာတော့တရားရွာလို့ခေါ်တဲ့ယခုတရားမြို့မှာပဲလူပြန်ဝင်စားပြီးတော့နာမည်ကတော့မောင်သိန်းစော်လို့ခေါ်တွင်ပါတယ်မောင်သိန်းစော်ကအရွယ်ရောက်လာတဲ့အခါကုံသွင်းလေယာဒိုင်မွတ်တူဖြစ်ခဲ့ပြီးတော့အဲ့ဒီနောက်ပိုင်းမှာတော့လောဂီလူဝတ်ကြောင့်ကိုဆွန့်လွတ်ကတရားမြို့အလဲเจ้าနိုင်ဆရာတော်ဥဝနာတာမိကိုဥပဇေပြုပြီးတော့ယဟန်ဘွားကိုရောက်ရှိခဲ့ပါတယ်ယဟန်ဘွားနာမည်ကတော့ဥတုမနာဖြစ်ပါတယ်ဥပဇင်းကြီးဥတုမနာဟာဆရာတော်ရဲ့တာဝန်ပေးချက်အရမန်အောင်ယတနာဖျားကြီးရဲ့ကိန်းဝတ်ဆံပေရာကန္နာဂုရီเจ้าတော်ဆောင်ရဲ့ယာဘက်မှာတီးခြားခန်းငယ်လေးနဲ့ တရင်သုံးနေထိုင်ပြီးတော့ဖရာကြီးရဲ့ဝေယဝစ္စအားလုံးကိုဆောင်ရွက်ရပါတယ်။ပန်းလဲခြင်းလျက်စစ်မီပူဇော်ခြင်းမျက်နှာတက်တော်ရေတောက်တော်ရေတွေဆက်ကပ်ခြင်းဖရာကြီးပြရဝံအတွင်းမှာရှိတဲ့ပန်းကင်းတွေကိုရေဖြန်းခြင်းစသည်တို့ကိုနေ့စဉ်ဝတ်မပြတ်လောက်ကန်ရပြီးတော့ဖရာကြီးလုံခြုံရေးအတွက်လည်းအနီးကပ်ဂရုစိုက်ရပါတယ်။ဦးပစင်းကြီးဦးသူမနရဲ့ထူးခြားတဲ့ဒလိတကူဟာစိတ်ထဲမှာရှိတဲ့အတိုင်းပဲရှင်းရှင်းပွင့်ပွင့်ပြောတတ်ခြင်းမှာတနေ့မှာတော့မန်အောင်ယတနာဖရာကြီးရဲ့ဝဲဘက်အဆောင်မှာရှိတဲ့တိုင်တန်းရှင်တို့ရဲ့နေရာတိုက်စင်မှာတက်စင်ထားတဲ့အနီးအောင်မီးလုံးတွေဟာဒဇွန် ူဦးရဲ့ခိုးယူခြင်းကိုခံလဲရပြီးတော့ပျောက်ဆုံးသွားခဲ့ပါတယ်။အရိယနီယောင်မီလုံးနေဟာဥပစင်ကြီးဥတုမနာကမကြာသေးမီကမှအစ်စ်တက်ဆင်ပေးထားခြင်းဖြစ်ပါတယ်။ဥပစင်ကြီးဥတုမနာကလည်းမီလုံးခိုးခံရတဲ့ကိစ္စကိုဒေါကန်သွားတာကြောင့်အဆိုပါတိုင်နန်းရှင်နေရှိကိုတွားရောက်ပြီးတော့ဟဲ့ဥစ္စာဆောင်ကောင်မတွေမီလုံးခိုးခံရတာကိုမသိရလောက်နင်တို့ကဘာလုပ်နေကြရလဲ။အတွဲချောင်းနေကြရလားတော်တော်အသုံးမချတဲ့ကောင်မတွေပဲအဲဒီလိုမျိုး၎င်းရဲ့ဝတီတိုင်းစိတ်သေးရှိရာပြောချခဲ့ပါတယ် ။အဲဒီလိုနဲ့နောက်တနေ့မနေ့ပိုင်းမှာတော့ဥပဇင်းကြီးဥတုမနာဟာရုတ်တရက်စိတ်ဖောက်ပြန်သွားခဲ့ပြီးတော့ဂန္ဓာဂုတီចောင်းတော်ဆောင်ကြီးကိုပတ်ပြီးတော့မယမနာပြေးနေပါတယ်။ဗဇက်ကနေလည်းအများသူကနားမလည်နိုင်တဲ့ဘာသာစကားတစ်မျိုးနဲ့ဝူဝါးဝါးတွေអော်နေခဲ့ပါတယ်။ဂန္ဓာဂုတီចောင်းတော်ကြီးရဲ့ဝဲဘက်အဆောင်မှာရှိတဲ့တိုင်နန်းရှင်တို့ရဲ့နေရာတိုက်စင်ရှိကိုလည်းတွားရောက်ပြီးတော့ကနေပါတယ်။ဥပဂန္ဓာစတိုင်နေပါတွေနဲ့ကိုអော်ပြီးတော့ break တက်ဆွဲနေရပါ။ဥပဇင်းကြီးဥတုမနာဟာထူးဆန်းစွာပဲစိတ်ဖောက်ပြန်သွားခဲ့တာပါ။အဲဒီလိုဖြစ်သွားပြီးတော့နှစ်ရက်လောက်ကြာမှာတော့အထက်ဖို့ပြပါဖ ရာကြီးရဲ့ဩဝါဒစရိယာဖြစ်တော်မူသောအလေเจ้า၌ဆရာတော်ဥဝနတာမိဟာအဆိုပါတိုက်နှန်းရှင်တို့ရဲ့တိုက်စင်ရှိကိုကြွားရောက်ပြီးတော့ဟဲ့တိုက်နှန်းရှင်တက္ကမတွေဥပဇင်းကြီးဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတော့ဘုံကြီးသိရနော်အခုဥပဇင်းကြီးမလုံနိုင်တော့ဖရာကြီးရဲ့ဝေယဝစ္စတွေအကုန်လုံးလိဟင်းကုန်တယ်ဒီဝေယဝစ္စတွေကိုနင်တို့လုံမလား ဲဒါကြောင့်မလို့ဥပစင်းကြီးကိုမနှောက်ယှက်ကြပါနဲ့ခွင့်လွတ်ကြေးပေးလိုက်ကြပါနေတို့ကိုဘုန်းကြီးပြောလို့မရရင်တော့ဒီဖျားပရဝန်နေကနေကမဝါစာဖတ်ပြီးတော့နှင်ထုတ်ရလိမ့်မယ်အဲဒီလိုမျိုးသတိပေးမိန်ကြားလာခဲ့ပါတယ်အထက်ပါအတိုင်းဆရာတော်ဦးဝနတာမီကအဆိုပါတိုင်တန်းရှင်တို့ကိုသတိပေးစကားမိန်ကြားခဲ့ပြီးနောက်တနေ့မနက်ပိုင်းမှာပဲဥပစင်းကြီးဦးသူမနဟာအကောင်းပကတိပြန်ဖြစ်သွားခဲ့ပါတယ်အဆိုပါတိုင်တန်းရှင်တို့ရဲ့တန်မိုးကြီးစွာသောပုံနူရုပ်ထုတွေပုံနူပကြီးကားတွေကိုအိမ်မက်ရရှိသူဒကာဒကာမတွေကတိုက်စင်မှာထားရှိဖို့အတွက်ဆရာတော်ဦးဝနတာမီကို လာရောက်လျှောက်ထားကြပေမဲ့လည်းဆရာတော်ကလက်မခံဘဲနဲ့ဩဝါဒစရိယဆရာတော်အဆက်ဆက်ကခွင့်ပြုနေရပေးထားတဲ့တိုင်နန်းရှင်တို့ရဲ့နေရာတိုက်စင်တစ်ခုတည်းကိုသာလျှင်ခွင့်ပြုထားခြင်းဖြစ်ပါတယ်မြေတို့ပင်ဆူစီကမှမန်အောင်ယတနာဖျားကြီးကတိုင်နှန်းရှင်နေနဲ့ပတ်သက်တဲ့အထက်ပါဂမ်ဘီယာဖြစ်ရဆန်နေဟာအမှန်တကယ်ဖြစ်ပွားခဲ့ဒီမှာတော့အထင်ရှားပင် ဖြစ်ပါတယ်ဇလန်လေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားပါပြီဇလန်လေးကိုစုံနေတိလိုက်ပါနားစင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်